မင်းသားဤတုံဦးကဘာကြောင့်ချေရည်တဲ့င်းတွေတိတ်မထွက်ရတာလဲအလုံးမင်္ဂလာပါမြမပြိသက်တွေရဲ့ရင်ထဲကိုဝင်ရောက်နေရယူထားတဲ့မင်းသားတွေကတယောက်ကတော့ဆွေဆောင်ရမင်းသားဤတုံဦးဖြစ်ပါတယ်ဤတုံဦးဟာအမျိုးမျိုးသောစက်ကောင်တွေနဲ့ပြိသက်ကိုမယိုးရအောင်ဖမ်းဆီးနေကြတာပါအသက်18နှစ်ကလေးကအနုပညာလောကတွေကိုစတင်ရောက်ရှိလာခဲ့တဲ့မင်းသားကြီးဤတုံဦးဟာရှေ့လျားတဲ့အနုပညာခရီးကိုရှောက်လန်းနေပေမဲ့လည်းသူနဲ့ပတ်သက်တဲ့အခြေရေးကောလာဟာလာတဲ့တင်းကတော့လက်တဆုပ်စာလေးပဲရှိပါသေးတယ်။ မင်းသားကအခုချိန်မှာအသက်40ကျော်ဥဥရွယ်ကိုရောက်ရှိနေပြီဆိုပေမဲ့ပြိတက်ကိုအသိပေးပြီးတွဲဘူးတာဆိုလို့တစ်ချိန်တစ်ခါပဲရှိဘူးခဲ့တာပါဤတော်မူဟာအစောရတရုတ်ဆောင်စူစီနဲ့တွဲနေကြောင်း2018 match လမှာတော့ကအတီးပြုတ်ပေးခဲ့ဘူးပါတယ်။ဒါပေမဲ့သူတို့ရဲ့အခြေအခီးစဉ်ကတိုးတောင်းနေပါတယ်။အတီးပြုတ်ပြီးလေးလအကြာမှာပဲနှစ်ဖက်စလုံးရဲ့မအားလက်တဲ့ schedule တွေကြောင့်လမ်းခွဲလိုက်ကြပြီးဖြစ်ကြောင်းကြေညာခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းအီဒွန်ဝူဟာဂိုဘလင်မှာအတွဲညီခဲ့တဲ့မင်းသမီး UN နဲ့ကောလာဟာလာတွေတော့ထွက်ရှိခဲ့သေးသလိုနှစ်ယောက်သားရဲ့ chemistry ကလည်းလိုက်ဖက်ညီခဲ့တာကြောင့်ပြည်သက်တွေကသဘောတူခဲ့ကြပေမဲ့လည်းအခြေရေးကတော့အတိဖြစ်မလာခဲ့ပါဘူး။ဒီတော့အီတုံဦးကဘာကြောင့်ဘသူနဲ့မှချစ်ကြိုက်မနေရတာလဲဆိုတဲ့အကြောင်းရင်းကလည်းတသက်ကိုရှိနေပါဗျ။ဒီအကြောင်းရင်းကဘာလဲဆိုတော့မင်းသားရဲ့အချစ်ဆုံးတငယ်ချင်းတွေကတယောက်ဖြစ်တဲ့မင်းသားခင်ပန်းကထုတ်ဖော်ပြောလာခဲ့ပါဗျ။ Cosmopolitan Korea နဲ့ interview မှာဂင်ဘန်းကိုစိတ်ဝင်စားစရာမေးခွန်းတစ်ခုမေးခဲ့ပါတယ်။မေကွန်းကဂင်မန်းအနေနဲ့သူညမလေးကိုတစုံတစ်ယောက်နဲ့မိတ်ဆက်ပေးရမယ်ဆိုရင် Till of the Nine Till Day ကလီယိုနဲ့မိတ်ဆက်ပေးမလားဒါမှမဟုတ်အပြင်လောကကမင်းသားအီတိုဝူနဲ့မိတ်ဆက်ပေးမလားဆိုတာမေးလာတာပါဒီအခါမှာဂင်မန်းကဒီမေကွန်းရဲ့အဖြေကိုခက်ခက်ခဲခဲစဉ်းစားနေခဲ့ပြီးမှဇလန်းတွေကဇက်ကောင်လီယွန်းကိုရွေးချယ်ပေးခဲ့ပါတယ် ဘာကြောင့်လဲဆိုတော့အပြင်လောကကမင်းသားအီတဟူးကိုတွဲဖို့ဆိုတာခက်ခဲလုံးမမှုဖြစ်တယ်လို့လည်းဖွင့်ပြောလာခဲ့ပါဗျ။ကင်မန်းရဲ့ပြောပြချက်အရအီတဟူးဟာစကေဂျူးတွေများပြားလွန်လာတဲ့အတွက်သူနဲ့တွဲဖို့တောင်အချိန်မပေးနိုင်တော့တဲ့အထိအလုပ်များတယ်လို့ဖွင့်ချပြခဲ့ပါဗျ။ဒီတော့ရီစားထားပြီးကမာလီနဲ့ချိန်တွဲဖို့ဆိုတာအဝေးကြီးမှာပါ။ကင်မန်းကပထမဆုံးပြောရရင်တော့အီတဟူးကချိန်တွဲဖို့ကိုအရန်အရန်လုပ်များတဲ့သူဖြစ်တဲ့အတွက်ကျွန်တော်တို့နဲ့တွဲရဖို့တော်တော်ခက်တယ်ဗျာလို့ပြောပြလာခဲ့ပါဗျ။ ခင်ပန်းကအပူရီပြောနေတာတော့မဟုတ်ပါဘူးပြီးခဲ့တဲ့အနှစ်20လုံးမင်းသားဤတုံဦးဟာတစ်နှစ်ကိုအနည်းဆုံး K drama တကားတော့ရိုက်ကူးပြီးသူ့ရဲ့တရုတ်ဆောင်အလုပ်ကပုံသေးကားချက်ကြီးလို့နေ့စဉ်မပြတ်သွားနေပါတယ်ဒီတော့မင်းသားရဲ့တခြားအလုပ်တွေဖြစ်တဲ့ host အလုပ်တွေ brand deal တွေနဲ့ကြောင်ညာရိုက်ကူးရေးတွေပါပေါင်းလိုက်တဲ့အခါဤတုံဦးမှာကိုပိုင်အားလက်ချိန်ဆိုတာအရန်ရှားပါပြီးရီးစားထားဖို့အချိန်ရှာမရဘူးဆိုတာအမှန်တကယ်ဖြစ်ကြောင်းသိသာနေပါတယ်ဒါပေမဲ့လည်းအလုံများတဲ့မင်းသားကသူ့ရဲ့အခြေရေးအပေါ်မှာတော့လက်မလျှော့သေးပါဘူး ဤတုံဦးဟာတစ်ချိန်ချိန်မှာတော့တစုံတစ်ယောက်နဲ့သဘာဝကျကျတွေ့ဆုံချစ်ကျွမ်းဝင်ပြီးအသက်50မပြည့်ခင်လက်ထက်ချင်းချောင်းသူဆန္ဒကိုထုတ်ပြောခဲ့ပါတယ်။ပြည်သက်တွေကလည်းလူပြိုကြီးရဲ့ဆန္ဒလေးတကယ်ဖြစ်လာပြီးနားလည်မှုရှိတဲ့ချစ်သူနဲ့ဆုံတွေ့နိုင်ဖို့ဆုတောင်းပေးနေကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။